ဘုရားသခင်၏ကောင်းကြီးမင်္ဂလာအပြတ်ပြားတက်ရောက်ပါမည်အကြောင်းသခင်ယေရှုနာမတော်မြတ်၌ဆုတောင်းကောင်းကြီးပေးပါ၏စနေရက်17လ2025ဗုဒ္ဓဟူးနေ့နေ့စဉ်တက်ဝင်စာဆောင်ကို အတူတကွဖတ်ရှုခြင်းအပြင်ထာဝရဘုရားအားဝတ်ပြုကိုးကွယ်ကြပါစို့ Epignosis ဉာဏ်ပညာဤတကော ဖယားသခင်ကို၎င်းငါတို့သခင်ယေရှုကို၎င်းတိတော်ညံ့အပြင်ဂျေစုတော်နှင့်ငြိမ်သက်ခြင်းသည်တင်တို့၌ညာပြပါစေတော်နှစ်ပေတရုအခန်းကြီး1အငယ်2တမန်တော်ပေတရုသည်ဖယားသခင်နှင့်ကျွန်ုပ်တို့၏ကယ်တင်ရှင်သခင်ယေရှုခရစ်၏ဖြောင့်မတ်ခြင်းတရားအပြင်အဖို့တန်သောယုံကြည်ခြင်းရရှိသူများကိုမိန့်ခွန်းပြောကြားခဲ့သည်ထို့နောက်သူက ဖျားသခင်ကို၎င်းငါတို့သခင်ယေရှုကို၎င်းတည်တော်ညံအဖြစ်ဂျေစုတော်နှင့်ငြိမ်သက်ခြင်းသည်တင်တို့၌များပြပါစေတော်ဟုကြွေးကြော်ခဲ့ပါသည်။သို့တော်သူသည်မြည်သည့်အသိပညာမျိုးကိုမျှရည်ညွှန်းခြင်းမဟုတ်ပါ။ဤနေရာတွင် အသိပညာအတွက်သုံးသောဂရိစကားမှာ epignosis ဖြစ်ပြီးအထူးပြုထားသော အသိပညာဖြစ်သည်။ ပေါင်းတင်ဆက်ဆံရေးနှင့် အတွေ့အကြုံများမှရရှိလာသော အသိပညာကိုရည်ညွှန်းသည်၎င်းသည် အသိပညာ၏ရည်ရွယ်ချက်ပတ်သက်ဆက်နွယ်သည်အသိပညာဖြစ်သည်သို့မဟုတ်လူသိများသော အသိပညာနှင့်ဆက်နွယ်နေပါသည်ဉာဏ်ပညာနှင့်ဆိုင်သော အရာတစ်ခုခုကို သိနိုင်ပါတော်လဲတင်သည်ထိုအရာနှင့်ဆက်နွယ်နေသည်ဟုမဆိုလိုပါ အပိဂနိုစစ်သည်ပြေဝပြီးနည်းနည်းမှုရှိကတိကျသော အသိပညာဖြစ်သည်ထိုအရာကိုဘောလုံးသမားများကဲ့သို့ တွေးကြည့်ပါတချို့ကဘောလုံးကိုအံ့ဖွယ်ကျွမ်းကျင်စွာ ထိန်ချောင်းနိုင်ပါသည်သူတို့သည်ဘောလုံးနှင့်တသားရဲဖြစ်သွားတကယ်သို့ဖြစ်သည်သူတို့သည်ထိုအရာနှင့်မိတ်ဆွေများဖွဲ့ထားကြသည်သူတို့အတွက်ဘောလုံးသည် တည့်ရအပိုင်းအစတစ်ခုမျှသာမဟုတ်တော့ဘဲကိုရီကိုသွေးကိုရရှိစေသည့်အရာတစ်ခုဖြစ်ပါသည်ထို့အရာသည်တည့်ရဘောလုံးဝအကြောင်း အထွေထွေဘဟုတုတရှိသူနှင့်ဆန့်ကျင်ဘက်ဖြစ်သည် သူသို့မဟုတ် သူမသည်ယောဂဝိတုပစ္စည်းအရွယ်အစာသို့မဟုတ်ဘောလုံးဤတိဆောက်ပုံကိုတိကောင်းတိနိုင်ပါသည်၎င်းဤဒီဇိုင်းပုံစံဤ နောက်ွယ်ရှိသိပ္ပံပညာကိုပင်သင်အားပြောပြနိုင်နေတော်လေသူသည်ထိုအရာကိုထိန်ချုပ်နိုင်မည်မဟုတ်ပေသူသည်ဘောလုံးကိုကျွမ်းကျင်မှုမရှိပါကျွမ်းကျင်မှုသည်ပေါင်းတင်ဆက်ဆံရေးအားဖြင့်ရောက်လာပြီး epignosis သည်ကျွန်ုပ်တို့ကိုတခင်များဖြစ်စေသည့်အသိပညာဖြစ်သည်၎င်းသည်သိသောသူကိုလူသိများသောအရာနှင့်ပေါင်းစည်းပေးသည် ထိုအရာသည်နှုတ်ကပတ်တော်ကိုစင်ကျင်အောင်မြင်ခြင်းအပြင်ရောက်ရှိလာသည်နှုတ်ကပတ်တော်သည်တင့်ထန်သူအတွင်းကြကြရင်းနှီးလာပြီးအယူအဆသဘောတရားမှ ပေါင်းတင်ဆက်ဆံရေးစီသူရွေ့လျားလာပါသည်ဤအရာကတင့်ကိုတီထောင်ပေးပြီးတင်ဘဝတွင်ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းကို ဖြစ်ပွားစေပါသည် ထို့ကြောင့်နှုတ်ကပတ်တော်နှင့် ပေါင်းတင်ဆက်ဆံရေးကို ပြုစု ပြုထောင်ပါ ထို့အရာကိုတည်င်းစကားတွေထက်ပုံမသည့်အရာ ဖြစ်လာစီပါ ထို့အရာကို အသက်ရှင်သော အစ်စ်အမှန်အရာဖြစ်လာစီပါကသင်ဤဘဝအတ္တသည်ဖူးပွင့်ဝေစာလာပြီးသင်သည်သင်ဤကဘာကြီးထံအံ့ဖွယ်သောအရာတစ်ခုဖြစ်လိမ့်မည်ထာ၍လေလာရန်ကြံပါယောရှုမတ်စာအခန်းကြီး1အငယ်8ကောလောသဲအခန်းကြီး1အငယ်9မှ တဆေနှစ်ပေတရုအခန်းကြီး3အငယ်18ဆူတောင်းခြင်းကိုအတူတကွဝန်ခံကြပါစို့ချစ်တော်မူသောအဖာကိုရောဤနောက်ကပတ်တော်အားဖြင့်ကိုရောအာပုံမူလေးနဲ့တော့ပုံမူရင်းနေတော့တိကျွမ်းခြင်းစီတို့ကျွန်ုပ်ကိုဆောင်ယူလာပေးသည့်အတွက်ကိုရောကိုကျေးဇူးတင်ပါသည် ယနေ့ကျွန်ုပ်သည်ညပြသောခြေဆုတော်နှင့်ငြိမ်သက်ခြင်းထဲ၌ရှောက်လန်းနေပြီးကိုတော်နှုတ်ကပတ်တော်ဤတိကျပြေဝသော အသိပညာနှင့်အတူ အလုတ်လှူဆောင်ပါ၏ကျွန်ုပ်ဤဝိညာဉ်သည်ခိုင်ခန့်မြဲမြံနေပြီးကျွန်ုပ်ဘဝအတွက်ကိုတော်ဤစုံလင်သော အလိုတော်နှင့် တဒံလေးဖြစ်နေပါ၏သခင်ယေရှု၏နာမတော်မြတ်၌အာမင်တနစ်တာကျမ်းစာဖတ်ခြင်းအစီအစဉ်ဟေပြဲခန်းကြီး30အငယ်6မှ39ရေစကြည်လခန်းကြီး3မှ4ကိုဖတ်ရှုဆင်ခြင်း နှလုံးသွင်းကြပါစို့နှစ်နှစ်တာစံစာဖတ်ခြင်းအစီအစဉ်ရှင်ယောဟန်အခန်းကြီး7အငယ်35မှ46 900အခန်းကြီး7ကိုဖတ်ရှုဆင်ခြင်နှလုံးသွင်းကြပါစို့